DVV ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်။ Путин наша делегация повернулась с Женевы после переговоров ရုရှားနဲ့စစ်ပွဲအဆုံးသတ်ရေးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့မူ28ချက်ကိုပြင်ဆင်ရေးအဆိုပြုချက်တွေကိုကြိုဆိုကြောင်းယူကရိန်းသမ္မတဘိုလိုဒီမာဇယ်လန်စကီကပြောကြားလိုက်ပါတယ်။ဒါပေမဲ့ရုရှားသမ္မတရဲ့အကြံပေးပုဂ္ဂိုလ်ကတော့ပြင်ဆင်ချက်တွေဟာလုံးဝအလုံးမဖြစ်နိုင်ဘူးလို့ပယ်ချလိုက်ပါတယ်။ ဆော်ရီအာရေဗျနိုင်ငံမှာအရက်အယောင်းဆိုင် နောက်ထပ်နှစ်ဆိုင်ထပ်ဖွင့်ဖို့စီစဉ်နေပြီး စုစုပေါင်း3ဆိုင်အထိရှိလာရမယ်လို့သိရပါဗျ။ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်၉ခုမှာရေကြီးရေလျှံမှုကြောင့်သေဆုံးသူ၁၃ယောက်ရှိလာခဲ့ပြီး လူဦးရေနှစ်သန်းနီးပါးအပေါ်တက်ရောက်မှုရှိနေပါတယ်။ DVB နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာလည်းဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။